ကားအမကန်ကိုဘာကြောင့်လိုအပ်တယ်ထင်ပါလဲမင်္ဂလာပါကျွန်တော်ကိုဟိန်းစာပါအမကန်သဘောတရားနဲ့အမကန်ပညာရပ်တွေအကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်ကားအမကန်ကိုဘာလို့လိုလဲဆိုတော့နံပါတ်1ကဥပဒေအရလိုအပ်ချက်ကြောင့်လိုတာရှိပါတယ်တချို့နိုင်ငံတွေမှာကားအမကန်ကိုမဖြစ်မနေထားရမယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတာမျိုးလည်းရှိပါတယ်နံပါတ်2ကတော့ငွေကြေးဆိုင်ရာအကာအကွယ်ကြောင့်မလို့လိုအပ်တာရှိပါတယ် ဘာလို့လို့လဲဆိုတော့ကားတစ်စီးပိုင်ဆိုင်ပြီးဆိုတော့ဒီကားရဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ရင်ငွေကြေးငွေကြေးခက်ခဲမှုတွေဖြစ်နိုင်တယ်ဒီတော့ငွေကြေးဆိုင်ရာကာကွယ်ရနိုင်အောင်အတွက်ကာမကန်လိုပါတယ်နံပါတ်3ချက်ကတော့စေကုသမှုနဲ့ကုန်ကြစေကုသမှုကုန်ကြစိတ်တွေအတွက်ကိုကာမကန်လိုပါရဲ့ရှိလိုတာရှိပါတယ်ကိုကိုတိုင်းထိခိုက်ဒီမော်တော်ကားနဲ့ပတ်သက်ပြီးထိခိုက်တံရရတော့၎င်းကိုယ့်ရဲ့မော်တော်ကားကြောင့်သူများကိုထိခိုက်တံရရတဲ့အလရတော့၎င်းပေါ့နော်စေကူတာမှုနဲ့တခြားကုန်ကြစည်တွေအတွက်ကို အခအမကန်လိုတာ ရှိပါတယ်။နံပါတ်၄ကတော့ကားဆိုတာလမ်းပေါ်မှာမောင်းနေတဲ့အတွက်ယင်ပျက်စီးမှုအန္တရာယ်တွေအတွက်ကလည်းကားအမကန်လိုအပ်တာရှိပါတယ်။အဒီထဲမှာမတော်တဆထိခိုက်မိတာတွေကျွန်တော်တို့တခုခုခံရတာတွေသဘာဝဘေးကြောင့်ပျက်စီးတာတွေဆိုရင်လည်းအပျက်စီးတာတွေအတွက်ရွေးပြန်ရနိုင်တဲ့အတွက်ကားအမကန်လိုပါတယ်။နောက်နံပါတ်၅နောက်ဆုံးချက်ကတော့စိတ်ချရမှုနဲ့လုံလုံကြုံလုံကြုံမှုအတွက်ကိုလည်းကားအမကန်လိုပါတယ်။ ကိုကပစ္စည်းကိုပိုင်ဆိုင်ထားပြီဆိုရင်ဒီပစ္စည်းဒီပစ္စည်းဆုံးရှုံးနိုင်တယ်ပျောက်ဆုံးနိုင်တာတွေရှိတယ်ဒီအတွက်ကိုစိတ်ချရဟိုကာမဂန်ထားခြင်းဖြင့်လုံယုံစိတ်ချမှုကိုရရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်